အမေရောဖေရောပါပဲအကုန်လုံးပါပဲအမကလည်းအများကြီးပဲထောက်ပံ့ပေးရဲအမအမေဆိုလို့ရှိရင်ကြာတယ်မလားကိုသမီးလေးပါပဲလို့လို့သူကပြုံးပြော်နေအနောက်ဆုံးခုမေချိုကားမှာဆိုလဲ FVO လေးဆိုအရင်ပေါ့ပါလေအမေကကိုလည်းတေလဲတေရောအမေကငိုနေရလေ FVO လေးဆိုအရင်ပေါ့တယ်လို့အမေကအရင်ကိုသူကအရင်ဖြစ်စေချင်တာပေါ့အလုံးမဘူးမမရှိတဲ့အချိန်ဆိုပို့ဆိုတယ်အရင်ကိုခါကြအလုံး depression နေရဝင်နေပေါ့နော်တတိယောက်ထဲနေတဲ့အချိန်ကြာပို့ဆိုတယ်ပေါ့နော်အဲ့တော့ depression နေရဝင်နေအခါကြလို့ရှိရင်လည်းဟို ငိုလိုက်တယ်အရင်ငိုအဲမျက်ရည်ကျလွယ်တော့လေငိုလိုက်တယ်နောက်ကြာတော့အမကလည်းမဟုတ်အခုဆိုသူကတင်တန်းတက်နေတဲ့ခါကျအမမရှိတဲ့အချိန်ကျပိုဆိုးတယ်ပိုပြီး depression ပိုဝင်တယ်အဲအမပြန်လာတဲ့ခါကျလို့ရှင်တော့အဲ့ဒါလေးနည်းနည်းပျောက်သွားတာပေါ့နော်ဟုတ်တယ်ဟန္တာအများပြည့်လို့မဟုတ်အခုဆိုလို့ရှင်တဲ့တွေ့တဲ့အတိုင်းပဲတယောက်တည်းပဲလို့နေရာတည်တဲ့နေရာများတော့လို့မဟုတ် ခဲတော့ခဲရင်လည်းလောရတာခါကြတာခါကြလို့ရှိရင်သူများပြောလို့ရှိရင်အဆိုရှယ်မကောင်းဘူးလို့အဲ့လိုထင်ကြတဲ့လူတွေရှိကြတာပေါ့နော်အဲ့လိုဆိုရှယ်မကောင်းတာတော့မဟုတ်ဘူးအဲ့လိုတတိတတန်နဲ့တယောက်တည်းတယောက်တည်းထက်အလိုမဟုတ်ဟန်တာမှအမားရှိရယ်အမားနဲ့တူတူအဲ့လိုနှစ်ယောက်တည်းအလိုမဟုတ်စကားတီးတန့်ပြောပြီးနေရာတွေများတော့အဲ့လိုမဟုတ်ဆိုရှယ်မကောင်းလို့ထင်ကြတကယ်ဆိုမဟုတ်ပါဘူးကောင်းမလေးကအရင်ကောင်းပါလေဆိုရှယ်ဟုတ်တယ် ုတ်တယ်အိမ်မှာလည်းအမားနဲ့အတူတူအခန်းထဲကနေအခန်းပြေကိုမထွက်ဘူးထမင်းစားချိန်တော့ပဲထွက်တာတော့တခါကျရင်အိမ်ကအမေဖေကတကားလလဖွင့်ကြည့်ရအိမ်မှာရှိရောရှိသေးရလားညီမနှစ်ယောက်လုံးဟုတ်တယ်ဟုတ်တယ်အရင်အတွေ့ရတော့အရင်များတယ်ဘူးမှမရှိတဲ့ချိန်ဆိုပိုဆိုးတယ်အရင်ကိုခါကျရင်လုံး depression နဲ့ရမ်းဝင်နေပေါ့နော်တတိယောက်ထဲနေတဲ့ချိန်ကြပိုဆိုးတယ်ပေါ့နော်အဲ့ depression နဲ့ရမ်းဝင်နေအခါကျလို့ရှိရင်လည်းဟိုငိုလိုက်တယ်အရင်ငို အဲမျက်ရည်ကျလွယ်တော့လေငိုလိုက်တယ်နောက်ကြာတော့အမကလည်းမဟုတ်အခုဆိုသူကတင်တန်းတက်နေတဲ့ခါကျအမမရှိတဲ့ချိန်ကျပိုဆိုးတယ်ပိုပြီး depression ပိုဝင်တယ်အဲအမပြန်လာတဲ့ခါကျလို့ရှင်တော့အဲ့အရာလေးနည်းနည်းပျောက်သွားပါတော့အဲအဲ့လို depression ဝင်လာတဲ့ခါကျလို့ရှင်တော့ငိုလိုက်တယ်ဟွန်းအဲ့လိုမျိုးတော့မရှိပါဘူးဟိုသွေးလိုက်လို့ရှိရင်လည်းထုတ်လိုက်တယ်ပေါ့နော်အဲ့လောက်ထိရောဟိုမခံစားတော့ခုနောက်ပိုင်းပိုဆိုမခံစားတော့ အများကြီးပေါ့ဒီအနုပညာအနုပညာနဲ့ပဲပုံများတာပေါ့တခါလေးကြာရင်စိတ်တက်ကြရရအများကြီးရှိရကိုတခါကြာတခါကြာရင်ကိုစူးစမ်းတော့အမ်မမြင်တဲ့ဟာတွေအဲ့လိုစူးစမ်းတော့မရတဲ့ဟာတွေအဲ့လိုအများကြီးရှိခဲ့တာပေါ့နော်အဲ့လိုမျိုးခါကြလို့ရှင်ငိုလိုက်တယ်ပေါ့လောက်ပါအငယ်လေးရဆိုင်မယ်အဲ့မလည်းအငယ်ဆုံးလည်းဖြစ်တော်လေးတည်ရမလားအဲ့လိုမျက်ရည်ကတော့အရင်လွယ်တယ်တခုဆိုမဟုတ်ဘူး ကိုရဲ့အဲစတုံးနဲ့တရားဒီလောက်ကိုအယံဝါနာပါဝါနာပါတော့စလုံးမယ်ဆိုတော့အအမေကတော့တိတ်မပြောမယ်အဖေကတိတ်ပြီးတော့ခွင့်မပြုဘောနော်အဲ့လိုဆိုအာဆယ်နဲ့ကြမှာအရင်ကြောက်တယ်ဖေကကြောက်လို့မဟုတ်အငင်းတော့ဆိုတော့အရင်ပြောတာဖေကနင်ကယူနေတာနင်ကနည်းနည်းငောက်သွားပြီမရတော့ဘူးအဲ့လိုအရင်ပြောတော့ဘောနော်ခုဆယ်နဲ့ပြီးသွားတဲ့အချိန်ကြမှာနည်းနည်းဖေက ဟိုအဆင်ပြေလားဗောနော်ကလုံးလိုက်လုပ်ပေးရဲ့အဲအဲ့တော့ဒါမဲ့တခုရှိရအမေကပြောတယ်ဟိုနည်းလုံးမလားလုံးမဆိုရရပန်ပိုးပေးမအကုန်လုပ်ပေးမတခုပဲဆယ်တန်းကိုနှစ်ချင်းမအောင်အောင်တော့ဖြည့်ပေးဆိုပြီးတော့ပြောတယ်အဲ့လောကနှစ်ချင်းမအောင်အောင်ဖြည့်ပေးရမမေးတယ်ဗောနော်မပါပါဘူးတလရဲနဲ့ကြက်ပြီးဖြည့်တာဟွန်းအာစာအောင်လုံးဝမလုပ်ဒါမဲ့ဆရာဆရာဆရာနဲ့ဆရာမရှိရပါတော့ဆရာရောဆရာမလာတဲ့အချိန်ကြာလို့ရှင်တော့စာအောင်တေးချလုပ်တယ် ဆရာမဟောဆရာကိုပြန်တဲ့ချိန်ကျတော့စာအုပ်လုံးဝဖွင့်မကြည့်ဘူး။စိတ်ထဲမှာပါလဲဆိုတော့အအောင်ဖြေရမယ်ဆိုတဲ့စိတ်ကရှိနေတယ်။အဲ့ဒါဆိုအမေကိုဂတိပေးထားတာကအအောင်ဖြေရမယ်။နောက်ခုကလေအမရှိအမကတော့ငငယ်လေးကတော့ဂိုက်ပြတာဆိုတော့ဟိုတလအတွင်းမှာလေနေရောညရောအကုန်စအောင်မရမကခေါင်းထဲကိုအတင်ထိုးထည့်ပေးတာအဲ့လိုမဟုတ်။အင်းအခုနောက်ပိုင်းတော့အုံတော့မကောင်းတော့ငငယ်တော့အဲ့လိုမဟုတ်ဝမ်းစားချက်ဝမ်းနိုင်မှုလို့လားမသိဘူး။အုံတော့မကောင်းတော့ ရအဲ့အဆင်ပြေရတိလားအဲ့အတောင်မို့လေကို့အောင်နောက်ကောက်ကိုကြည့်နေဟဲ့ဘာဖြစ်လို့လဲမသိစာကြတော့လေခဏလေးကြက်ပြီးမေ့ရတိလားဒါလည်းကြတော့မမေ့ဘူးတော့အရင်ကစွဲမှတ်တယ်တော်တဲ့တော့ကလည်းအဲ့လိုပဲဟိုအဲ this time this time ဟိုမလေးဟိုကြောင်းလဲတည့်ရပဲတက်ခေတာကွာကျူရှင်လဲမတက်ဘူးနဲ့သူလဲအဲ့လိုတငယ်ကျူရှင်တက်ရမှလဲအရန်ပြင်းတော့တငယ်ချင်းနေရှိရစာရွက်တွေတောင်းပြီးတော့အဲ့လိုမျိုးကြက်ပြီးပဲအဲ့လိုဖြေခဲ့တာအမအောင်းနေနော်တစ်နှစ်တန်းလုံးဝအောင်းနေ တော့ကအဲ့လိုအဲ့အဲ့လိုလေအမှတ်အမှတ်အမှတ်ညာကောင်းလို့လားမသိအဲ့လိုစားရပါကြတော့လေတင်မလားဒီအခုမှတ်ထားလို့ရှိရင်မနေ့ကဒါဖြေရမယ်ဆိုတာဒီလုံးမှတ်ထားတာလုံးဝမမေ့ရမမေ့ရဆိုတော့ဆောင်းမောရောက်ရှင်မမြန်ဖြေဖြေသွားလို့ရှိရင်အဲ့အကုန်လုံးထုတ်ပလိုက်ရောအဲ့လိုအကြောင်းမတက်တာအင်းတက်ဘူးမတက်ဘူးမတက်ဘူးတရက်ပဲတရက်ပဲသွားတက်တယ်လက်မှတ်ထိုးတယ်နောက်ကြပြန်တယ်နောက်ဆောင်းမွေးရဲ့ဆောင်းမွေးရဲ့ကြလို့ရှင်လို့အမေကလိုက်ပို့တယ်ဘယ်မှလည်း မအားเจ้าမို့လေစိတ်ညစ်တယ်စိတ်ညစ်တယ်အာအတခုဆိုရင်အမေအာအမေရောဖေရောပါပဲအကုန်လုံးပါပဲအမလည်းအများကြီးပဲထောက်ပံ့ပေးရဲအမအမေဆိုလို့ရှိရင်ကြာတယ်မလားခုတမီလေးပါပဲလို့လို့သူကပြုံးပြော်နေအာနောက်ဆုံးခုမေချိုကားမှဆိုလဲ FVO လေးဆိုအရင်ပေါ့ပါလေအမေကကိုလည်းတေလဲတေရောအမေကငိုနေရလေ FVO လေးဆိုအရင်ပေါ့တယ်လို့အမေကအရင်ကိုသူက အရန်ဖြစ်စေချင်တာပေါ့အဲ့လိုမို့ပွာတာပေါ့မလို့အကုန်လုံးလိုက်ပြောတာတလောကလုံးလိုက်ပြောတာအဲဇလန်တော့စပြမယ်ဆိုတာနဲ့အကုန်လုံးလိုက်ပြောတာဒီကနော်လာတော့မယ်နော်အဟန်တာကာလီလာတော့မယ်နော်ချစ်ပြီးနော်အဲ့လိုလိုက်ပြောတာအခုကတော့ပုံမှန်ပါပဲစူးစမ်းမှုကလည်းအဲအချိန်နဲ့အများစူးစမ်းနေပါတယ်ပေါ့အခုနောက်ပိုင်းနေခုကဘယ်လိုပြောရမလဲအလုပ်တရားတော့တည့်ရတိုင်းမယ်လေပေါ်လိုက်ပြောက်လိုက်ပေါ်လိုက်ပြောက်လိုက်ဆိုတော့ဟိုကတော့အပြင်နဲ့လည်းလုတ်တယ်ရုံနဲ့လည်းဆက်လုံးပါ